ဒီမျိုးသားကားဆိုင်ကိုဆင်ရတော့လင်းနဲ့မစိမ့်ပါအောင်လေ10နှစ်သားဘဝတွေကဒီဆင်ပေါ်မှာရန်ကုန်တိုင်းကိုစားပြုစုကာရေးတီးဟိုပြိုင်ခဲ့ဦးတာဆိုတော့အလင်းထွက်တာဒီဆင်ရလင်းငငယ်လေးတွေကလင်းနဲ့ရင်းနှီးခဲ့တဲ့ဆင်ပါစုကာရေးတီးကတတိယအကြိမ်စုကာရေးတီးမှာကုတင်မောင်ဆမ်းမင်းဝင်းကပထမရတယ်လင်းကရန်ကုန်တိုင်းမှာဒုတိယရတာကုတင်မောင်ဆမ်းမင်းဝင်းကကျတော့လင်းတို့6တန်းပေါ့နော်အဲ့မှာ သူအကူလေးလေးတော့အသက်နည်းနည်းလောက်ကြီးရှစ်တန်းလားမသိဘူးသူတကုံတစ်ကသူမျိုးတော့အစိမ်အောင်ဂက်စတင်ရဆိုတော့အဒီဘဟုအဆင့်ရောက်တော့ကဲ့ရဲ့အိယာပေါ့အဲ့တော့ကိုကလည်းငယ်ငယ်တုန်းကဆိုတော့ဟိုသူအဲ့ဒီဘာညာရနားမလဲတော့ငယ်ငယ်ကြောက်လို့သူ့ချင်အောင်လည်းဝင်အိတ်တာဟာဝင်လို့တာလို့ဆိုတော့လည်းကိုကလေးဆိုတော့အေးလာလာလာအဲ့လိုပေါ့နော်အိတ်ဖြစ်သွားတာပေါ့တကယ်ကလေးကအဲ့သမီးတို့ခက်ခါကြတော့ဒီလောက်ကြီးအဲ့မြင်မကျဲသေးတဲ့ခါမသိဘူးဘာမှ6တန်း8တန်းဆိုတော့အရန်ငယ်တယ်လေ ်ကိုရောကျွမ်းလာပြီလေဒီနေ့ငလေးရံပုံဝင်ပေါ့နော်ပြန်လဲစူတောင်းလေးတက်ပွဲမှာအမေလေးမပါပါဘူးဒါပေမဲ့မလေးကလာရင်လည်းပုံစံအဲ့ဒီနေရာလေးမှာပါပြီးပါဆိုတဲ့အခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါပရိဒစိတ်တက်အပြည့်နဲ့ဝိုင်းရဲ့လူပညာရှင်ကြီးတွေလည်းအများကြီးပါဝင်စားရတဲ့အတွက်ကြောင့်လင်းလဲဒီနေရာမှာ အာတထောင်တနေရာကနေကန်းစီတစီအနေနဲ့ပေါ့နော်ပါဝင်ပြီးတော့အဲအဖြစ်ပြရပါအမပြောရတာကိုကိုနေရာလေဟိုအဲ့လိုဒီ pride အဖွဲ့တွေလာပြီးစစ်စင်ပါဒီလိုမျိုးအာဒီအတူပစ္စည်းတွေလှူရတဲ့နေရာကနေပါဝင်ရတာဖြစ်တဲ့အတွက်ကြောင့်တော့အာဟိုရုပ်ရှင်ရိုက်တာလည်းတော့ဒူပြဆက်ကတာအရင် serious များတယ်အရင် struck များတယ်အဲ့ဒီအတွက်ကြောင့်ကြောက်တယ်မိရဆိုလေ rehearsal တိတ်ချင်မှရှက်လုံးတော့မျက်နှာဟုတ်ဘူးမလဲဘူးဘလို့လုံးချင်ရတာကြောင့်လူနေတာကိုသူကအများကြီးကြောက်ကြောကြောပေးပြီးဝင်မဟုတ်ဘူးတဲ့ဒီဘက်လက်ဝေးရမှာလဲဒီမျိုးသားကားဆိုင်ကိုဆင်ရတော့လင်းနဲ့မဆင်းပါဘူးလေ10နှစ်သားဘဝတည်းကဒီဆင်ပေါ်မှာ ်ရန်ကုန်တိုင်းကိုစားပြုစုကာရေးကြီးဟိုပြိုင်ခဲ့ဘူးလားဆိုတော့အလင်းထွက်တာဒီဆင်းရလင်းငငယ်လေးတွေကနင်းနေရင်းနှီးခဲ့တဲ့ဆင်းပါနင်းနေဆေးတို့ဘာတို့ဘာတို့ကရတယ်ပေါ့နော်စုကာရေးကြီးကတတိယကြိမ်စုကာရေးကြီးမှာကုတင်မောင်ဆမ်းမင်းဝင်းကပထမရရတယ်နင်းကရန်ကုန်တိုင်းမှာဒုတိယရတာကလီလေးပွားတော့ပါဟမ်ခုတော့အပြိုဖြစ်နေပါပြီငယ်တော့လုံးဝမကြည့်ရနော်ကလီလေးရအပြိုရတာပဲအငြိမ်းမင်းသားပေါ့ငယ်တော့၂၂နှစ်ထက်အမျိုးသားပြန်ရတာ မဲ့ကတော့ကတော့အမျိုးသားပဲဒါပေမဲ့အမျိုးသမီးကတော့ပိုင်နေဆိုတာကတက်သွားတယ်ဟုတ်တယ်ငယ်လေးရအလိုပတ်ငယ်ငယ်ယူလာမသိဘူးမကြောက်ဘူးမကြောက်ဘူးရန်လိုခချင်းခုန်ချင်တာလင်းဆိုငယ်ငယ်လေးမှတ်မိသေးတယ်ရင်းတော့လဲလဲမှလည်းလဲလဲစေးမှလေးစူပောင်းကထိန်နေပါတယ်ရှိတယ်ဆိုရင်လေစီတော်လေးနဲ့ကချင်တာအလိုလေနောက်ကနေကိုကလက်ကအလိုလှုပ်နေတာဆိုတော့လေငယ်ငယ်လေးကလူပညာပေါ့ငယ်ငယ်တော့ဆိုရင်မမရေရမဆင်အနီစင်ကိုလိုက်တဲ့အချိန်မှာဆိုတညင်မှာဘိုးကျွန်းငယ်ငယ်မှာလဲကပူးတယ်မေမေစင်ကိုလည်းအားပေးပြီးွားရင် လက်ကတော်တော်တို့လုပ်တဲ့ဒီကြီးမြင့်နိုင်မှာဆိုရင်ကားကြီးတွေပေါ်မှာလေကားကားလေးကလူငယ်ငယ်လေးကအဲ့လိုကားရတာပျံဝါသနာပါတယ်လေ။ပွဲနဲ့မပါဘူးလုတ်လုတ်ပါအဲ့လိုဆိုထိတ်ဆုံးကွာလေထိတ်ဆုံးကချက်မလေးပါတယ်။ကားကဒီလိုဒီတေးခတ်တာလေ။စီရဲ့ဝါရဲ့ရေးလေးစင်းဒီမှာဆိုရင်ခက်ခဲတယ်။ဒန်ဆာကြတော့တစ်ခါတလေကြရင်လေတော်သူ့ဟာနဲ့သူပညာရတန်းရ တတ်မှုရှိပါတယ်ဒါပေမဲ့မြန်မာ traditional အကကကြတော့ပို့ပြီးတော့ကရတာ serious ကိုဖြစ်တယ်စီးတွေဝါးတွေပြီးရင်အအရာရာဟိုလွတ်လွတ်မရဘူးဗောနော်နားလဲတော်ချမ်းတူကြည့်ရင်အကိုရဲ့ hard work တွေဆိုသိတယ်အဲအဲ့ကြောင့်တခါတလေဟိုပြိုင်ပွဲပြိုင်လာရဲ့လူဖြစ်တဲ့အတွက်ကြောင့်တော့အကိုလည်းသတိထားရပါဘူးလက်ဦးဆရာကအာ ခုတော့သူတို့ဆုံးသွားပြီငငယ်တော့ဆိုလေဟာဟုတ်ဒီနေ့နှစ်ယောက်တင်ပြအချဲတော်ဦးကြီးလည်းတင်လို့ရတယ်။နောက်ဆရာတယောက်ဆီကိုဆန်းကိုဆန်းဝင်းလာမသိဘူး။အဲစောင်းရည်စောင်းရည်မာလာမြိုင်ညိတ်မှာကိုတမောင်ဆန်းမင်းဝင်းနဲ့ကိုရီခေါ်ဆိုင်တယ်နော်။ကိုတမောင်ဆန်းမင်းကိုကိုဟန်စာမူးနဲ့လေကကခဲ့ရတယ်။အဲ့တော့ဝစ်စာအနီပေါက်ချုပ်ပေးတာ။ဒစစ်ပန်းရန်ကုန်ဝင်းလိုက်လက်ဆောင်ပေးတာရန် ပြောတယ်အခုဒီမှာဆမ်းမွေးဝင်ရကြတော့လင်းလို့6တန်းပေါ့နော်အဲ့မှာသူကအကူလေးလင်းလို့တဲ့အသက်နည်းနည်းနှစ်လောက်ကြီးရှစ်တန်းလားမသိဘူးသူကတကုံတက်ကတမျိုးအောင်စင်အောင်ကက်စတင်ရဆိုတော့အဒီဘဟုအဆင့်ရောက်တော့ကဲ့ရဲ့အိရာပေါ့နော်အဲ့တော့ကိုယ်ကငယ်ငယ်တုန်းကဆိုတော့ဟိုသူတို့အဲ့ဘာညာရင်နားမလဲတော့သူငယ်ကြောက်လို့သူချင်အောင်လဲဝင်အိတ်တာဟာဝင်လို့တာတယ်ဆိုတော့လဲကိုယ်ကလေးဆိုတော့အေးလာလာလာအဲ့လိုပေါ့နော်အိတ်ဖြစ်သွားတာပေါ့သူငယ်ကလေးကအဲ့သမီးတို့ခက်ကကြတော့ဒီလောက်ထိ မြင်မကျဲသေးတဲ့ခါမသိဘာမှ6တန်း8တန်းဆိုတော့အရန်ငယ်တယ်လေကိုရောကျွမ်းလာပြီဟိုဘင်္ဂရအရန်ချက်တက်တာလေဘင်္ဂရအဖွားနဲ့ပဲအိတ်တာဆိုတော့တကယ်ချောက်တယ်ဆိုသူ့ချင်အောင်ကိုကြီးကိုကြီးလို့အဲ့ဒါငယ်ရောပါတော့ကိုကြီးကိုကြီးလို့တားဝင်အိတ်ပဲတားလို့ရတာပေါ့ဟဲ့အဲ့ဒါတမီးဝင်ပဲလို့လို့မရဘူးကိုကြီးကိုကြီးလို့တားဝင်အောင်ပြတားဝင်အိတ်မစုံဝင်ချင်အောင်လေးလက်မျိုးဝင်အိတ်တာတကယ်ချောက်လို့ဆိုဘိုကေလေးနဲ့ချစ်စရာလေးဘိုကေလေးနဲ့ပါလေချစ်စရာလေးအခုစတုံးလေးနဲ့လည်းလား ညာဟဲ့မသိဟဲ့နေ6တန်းဆိုတော့ဟဲ့အချော်ပြစ်တာစောတယ်ပြောသလိုဟိုငွေတွေကလိုဗီဇပေါ့ကျမတို့ကជីချောက်တွေမဟုတ်ဘူးငငယ်လေးတွေကငငယ်ငယ်ဖြူတွေငငယ်လေးတွေရအောင်ကွာဒါဟိုကိုစိတ်ကွာအဲ့လိုမျိုးဆိုတော့လေဘယ်လိုပြောဘာတတ်နိုင်ပါတီရှပ်နဲ့ဘာမှမပြောဘူးဒါရှူတင်လိုက်တော့ဘယ်လိုပြောမလဲငငယ်သမီးတို့ခက်ကကြတော့ဒီလောက်ဒီခက်လိုမျိုးရမ်းမုံလေးနည်းနည်းငငယ်တော့ကကြတော့စကြတာနောက်ကြတာပြောင်းကြတာရှိကြတယ်ကိုယ်ဆွေမျိုးတွေမှာတော့ပြောဆိုပါတယ်လို့ခဏခဏပြောပြီးပြီဆိုတော့ အဲဒီချိန်ကျတော့ကလေးတွေရောနောက်ပိုင်းတော်တော်များများ generation တွေကအဲ့ချူမြင်လာတယ်မြင်လာတဲ့အခါမှာအလုံးအလူလူလိုပဲမြင်တယ်အဲ့ဒါဝမ်းသာစရာတစ်ခုပဲအဲ့ဒီတော့ကြောင့်ပြောရပါတယ်ဟုတ်ပါတယ်ဟုတ်တယ်အင်းတီချာနဲ့ဘာဝင်နေလို့တာ အိမ်မှာနေတိချက်နဲ့မစိုးနဲ့ဖိုးတွေဖွာတွေကအဖိုးကတိတ်မကြိုက်ဘူးလေအမဝတ်မွေးတော့ဘူးတော့လေအိမ်မှာတော့ရောဟာလေးတွေဟာလေးနဲ့အဲ့လိုဟာလေးဘူးလေအိမ်မှာခေါင်းဝင်လေးတွေဝတ်တာလေခေါင်းဝင်ချက်တာခုနှစ်ထောင်လေးတွေစပန့်ခေါင်းဝင်လေးတွေလေအဲ့လိုနဲ့မွေးပါအယုံရှင်လည်းပဲဝတ်တာ။ဟုတ်အမေတို့ချက်ပြဲလွန်တက်။မလုံးကြုံ။အရာဒီကရ very core ဖြစ်နေတော့လေ။ပါလီဝေးရ။အာလင်းတို့အာ ိုလ်ချစ်ပေးကြပြီးရလင်းတို့ interview လေးတွေဆိုပြပြရှင်းရှင်းနဲ့ကြည့်ပေးကြတယ်။ဘာပဲပြောပြောလူလူလိုပဲမြင်ပေးကြတယ်သူတွေအားလုံးတယောက်ချင်းစီပဲလင်းဒီနေရာနဲ့အများကြီးကျေးဇူးတင်ပါတယ်။အခုလိုမျိုးတဘာဝဘေးရန်ကြီးကြုံတွေ့ရတဲ့ငလင်တန်ဒီရမုံမီပွဲမှာလည်းတင်းလက်တူတောင်ကြီးပွဲမှာလည်းတခြားတအားအနေနဲ့ပါဝင်ခွင့်ရရတဲ့အတွက်ကြောင့်လည်းလင်းရန်ကျေးဇူးတင်ပါတယ်။လင်းတို့ကဒီနေရာမှာပါဝင်ခွင့်ပေးတဲ့ကိုကိုဆန်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။